ကွေးတိုင်းငဖဲမြို့နယ်နေကန်စစ်မျက်နှာမှာစစ်ကောမရှင်ရဲ့ဒုတက်ရင်မှုနဲ့ဘိုးသုံးအပါဝင်တပ်ဖွဲ့ဝင်၁၀၀ကျော်တေဆုံးပြီးပျောက်ဆုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။တပ်မကိုကိုနဲ့တပ်မပြောင်းလဲလုပ်ပြီးနေကန်စခန်းကိုရောက်ရှိလာတဲ့အမတ်စခုနှစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကောက်ခစခုနှစ်လောက်ခံတရင်တွေကစစ်ကောမရှင်တပ်ဖွဲ့ဝင်တွေအခုရက်ပိုင်းတွင် အထင်အားတေဆုံးမှုတွေများနေတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။ နိုင်ငံတိုက်ပွဲမှာခုလတတိယပတ်တီတေဆုံးပျောက်ဆုံးတရားကျော်ရှိရလို့သတင်းခိုင်လုံရထားပါတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်အခုစတင်မှာတတိယပတ်တွင်စစ်ကော်မရှင်ရဲ့ခမရ925ကဒုတက်ရင်းမှုနဲ့တပ်ဖွဲ့ဝင်60ကျော်တေဆုံးခဲ့ပြီးခမရ969ခမရ954နဲ့ခမရ956တို့ကဘုံမှု3ဥပါဝင်တပ်ဖွဲ့ဝင်40ကျော်မှလည်းပျောက်ဆုံးဆင်းအတွင်းခံထားရတယ်လို့သိရပါတယ် နေကန်ဆင်းမျက်နှာကိုဆင်းရဲလန်းတွေနှေးစင်အတက်ဆင်းရှိနေပြီးအမှတ်939ကအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မာဆာခ939အတွင်းကိုအင်အားပြည့်ဆင်းရဲလန်း3စီးဝင်ရောက်အင်အားပြည့်ထားတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်စင်ရေးကိုကဲမှုဌာနချုပ်ဆကခ19ရဲ့ကိုကဲမှုအောက်ကတရင်၁၀ခုလုံးငဖဲမြုံနယ်တွင်ရောက်ရှိနေပြီးထိတွေ့တိုက်ပွဲတွေနှေးစင်ရှိနေကစစ်ကောင်မရှင်က drone နဲ့လေကြောင်းကနေပြီး တိုက်ခိုက်မှုတွေရှိနေပြီးစစ်အင်အားတွေနေ့စဉ်ပို့နေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နဲ့19ရက်နေ့တွေမှာစစ်ကောင်မရှင်ရဲ့တရင်အချို့အင်အားအလုံးရင်းနဲ့နိုင်ငံဘက်ကိုစစ်ကြောင်းထိုးတက်လာရာအာရခတပ်တော် AA ဘူအောင်တပ်တွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကတေကျေပြောင်းဆုံးမှုတွေများခဲ့တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ရဲ့စကခ18လောက်မှာခမရ904ခမရ969ခမရ905 ခမရ900ခခမရ923ရခလာရ295တရင်တွေအ धिक စုဖွဲ့ပြီးစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။စကိုင်းတိုင်းကတန်ခရိုင်ဗမောက်မြို့နယ်ဗမောက်မြို့ကို အပိသက်သိမ်းပိုင်းနိုင်ပြီလို့အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်ရီသားကထုတ်ပြန်ပါတယ်။စတင်မှာ15ရက်နေ့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစတင်မှာ20ရက်မှာအောင်မြင်စွာသိမ်းပိုင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာသိရပါတယ်။ဗမာမြို့တိုင်းတိုက်ပွဲမှာယူအားမှုရန်ထွန်းဦးစီးတဲ့ SNA တပ်မ614 92ရဲပြူစောတီပူပေါင်းအင်အား400လောက်အခြေချနေထိုင်တဲ့နေရာတွေကိုထိုးစစ်ဆင်ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။မြစ်သေးချင်းရွာကာကင်ကုန်းမြစ်သေးချင်းရွာတာဝရိုင်ကုန်းအောင်ကပါသိန်း KTV ကျွဲကောကုန်းရွာမြစ်သေးချင်းရွာဖုန်ကြီးကျောင်း ဒမ်မိုစီဆိုင်ဘင်္ဂလိုကုံနာယကန်ရွာစက်တော်ရွာကျွန်းအောင်စခန်းကုံဗမောင်းမြို့ဖြူဝကုံအောက်တန်ကုံရွာစခန်းကုံရွာစင်ကုံဖုန်ကြီးကျောင်းဗမောင်းမြို့မှစာသင်ကျောင်းဗမောင်းမြို့ရဲစခန်းမြနနာဖုန်ကြီးကျောင်းနေဆက်ဒီသားနဲ့တိုင်းသားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းနာသာလကိုတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ဘူအောင်ဖွဲ့ကိုအမှတ်၁စစ်ဒေသစစ်စင်ရေးမှုနဲ့ကတာခရိုင်ကိုကဲရေးမှုဦးစီးက ကတခရံအမှတ်105တက်ရင်ကတခရံအမှတ်13တက်ရင်ထုံနှုတ်အဖွဲ့ကတခရံပကဖလှူရှားအဖွဲ့ဗမောင်းမြို့နယ်ထီချိုင်မြို့နယ်ကတမြို့နယ်ပကဖရီအမှတ်1စစ်တေသားက NCO တင်းနှင်းစင်စစ်ကြောင်းတင်းနှင့်အထူးလှူရှားတက်ရင်တွေအမှတ်1လက်နက်ကြီးတက်ရင်ကတခရံလက်နက်ကြီးအဖွဲ့ဒရုန်းအဖွဲ့တွေကတခရံတက်ရင်နှင့်ကတခရံတက်ရင်လေး MOD အမှတ်1စစ်တေသားကတခရံပကဖအဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ကျောင်းလေးရွာစခန်းကုန်းကနေဗမောင်းမျိုးကိုစစ်ကူလာတဲ့ကားတစ်စီးကိုလည်းဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီးကားကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီဘက်ကဂျက်တိုက်နေရင်တွင်နဲ့ဆယ်ကြိမ်ဘုံးကျဲတိုက်ခိုက်ပြီးဒရုန်းနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါမျိုးသိန်းတိုက်ပွဲကနေ G3 နှစ်လက် UZ တစ်လက် AK တစ်လက်ကြီးမျိုးစုံ1986တောင်း120မမဘုံးသေး28လုံး 81မမဘုံသီ9လုံး60မမဘုံသီ14လုံးဒုံမုံသီမျိုးစုံအလုံးတရာ RPG 3လုံးမျက်ရည်ရုပ်ဘုံသီ83လုံး 94G 902တောင်းအီနီကာဘုံသီ52လုံးနေမိုင်3လုံးတိုင်မိုင်မျိုးစုံအလုံး20ကိုမမကာပိုင်ကြီး10တောင်း GA မျိုးစုံ29ခုနဲ့အခြားဆက်ဆက်ပစ္စည်းတွေတင်စီရမိပြီးရန်သူဘက်ကအဆက်နေဘူတူးပါဝင်အလောင်း9လောင်းကို ဒေါ်လိုင်းတက်ဖွဲ့တွေကရရှိခဲ့ပါတယ်။စကိုင်းတိုင်းရွှေဘိုမြို့နယ်နဲ့ခင်ဦးမြို့နယ်အစက်နားမှာစစ်ကောင်မရှင်စစ်ကြောင်းကိုဒေါ်လိုင်းအင်အားစုတွေက ပိတ်ဆို့တိုက်ခိုက်ရမှာဒူဘုံမူကြီးအစင်းရှိသူပါဝင် အများပြားသိဆုံးပြီးလက်နက်ဆက်နက်လက်သိမ်းဆီးရရှိခဲ့တယ်လို့ခင်ဦးမြို့နယ်ပါကဖာစီကသိရပါတယ်။မနေ့ကစက်တင်ဘာ22ရက်နေ့မှာခင်ဦးမြို့နယ်ရှိစစ်တပ်စခန်းကနေရွှေဘိုလေးကျင်းရှိတဲ့ ပိုကုံးပြူစောတိရွာကိုခြိတက်လာတဲ့စစ်ကြောင်းကိုခင်းမြို့နယ်ပကဖအဖွဲ့တိုင်းနယ်ပကဖတွေအမှတ်နှစ်ရွှေဘိုခရိုင်နဲ့အမှတ်သုံးတရင်တို့ပြင်ခင်းမြို့နယ်ပလာဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲတွင်ဒုဗိုလ်မှူးကြီးအစင်ရှိသူအပေါင်းဝင်အရာရှိနဲ့အခြားအဆင့်တပ်ဖွဲ့ဝင်တွေတေဆုံးခဲ့ပြီးစစ်ကောမရှင်တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ MA3 လေးလက် MA1 ငါးလက် BA3 G3 တစ်လက်ကာဘိုင်တစ်လက် BA160 mm ကွန်မန်ဒိုစိမ်မြောင်းတို့တလက် MA5 ပစ္စတိုတလက် MA ကြီးပေါက်9ခု BA63 ကြီးပေါက်3ခု MA5 ပစ္စတို ကြီးပေါက်2ခုရှေးရွက်မိုင်း၄လုံးနင်းမိုင်း၄လုံး60 mm ဘုံးဒီ၄လုံး RPG ဘုံးဒီ၃လုံးအင်နီကာ၂လုံးကြီးကောက်အုတ်ထုတ်၆လုံး 5.56G 286တောင်း 9mm G 9တောင်းနဲ့ငွေကျပ်52သိန်းကျော်သိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ဂျားဖြန့်တိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာစက်တင်ဘာ18ရက်နေ့ကရွှေဘိုလေးကျင်ရှိနဲ့ဘုတ်ကုန်းပြူဟာကနေခင်ဦးမြို့နယ်အတွင်းကိုဝင်ရောက်လာစဉ်တော်လိုင်းအင်အားစုတွေရဲ့တိုက်ခိုက်မှုကိုခံရပြီးအခုခါဒုတိယကြိမ်ထပ်မံတိုက်ခိုက်ခံရတာဖြစ်ပါတယ်ကင်းပြည်နယ်မြောက်ပြည်မြို့ထိုင်းမြန်မာနယ်စပ်အနီးရှိ၄ကီကော်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပါတယ် စက်တင်ဘာ23ရက်နေ့မနက်ပိုင်းမှာစစ်ကောင်မရှင်တပ်က၄ကိတ်ကော်ကိုစစ်ကြောင်း၅ကြောင်းနဲ့အင်အားလုံးရင်သုံးပြီးစစ်ကြောင်းထိုးချီတက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာပါ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုတွေများတာကြောင့်မနက်စေနိုင်ဝင်းကျင်ကနေစပြီးတော့လေကေကော်မျိုးတစ်ဘက်ကိုလေကြောင်းကနေဘုံစက်တိုက်ကျဲချတိုက်ခိုက်ခဲ့ပြီးမျိုးဆောင်တက်ကနေလည်းလက်နက်ကြီးတွေနဲ့ပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့စီးရဲသတင်းရင်းမြစ်စီကသိရပါဗျ။ BGF ရဲ့လမ်းပြကူညီမှုနဲ့ဝင်လာကြတာသူတို့တွေရောစစ်တနန်းစင်ပါစစစ်တနန်းစင်တသားတစ်လေးတွေရောအကုန်သေးတာပဲအပုံလိုက်ပဲအလုံး90လောက်ရှိမယ်လို့စီးရဲတရင်ရင့်မြစ်က EMR Times ကိုပြောပါရယ်စစ်ကောင်မရှင်တက်ကမနေ့ကစက်တင်ဘာ24ရက်မနက်စောပိုင်းမှာလဲလက်နက်ကြီးပစ်ကူတွေနဲ့ထပ်မံပြီးအင်အားဖြည့်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားနေပြီးထီးမဲ့ဝမ်ခီရွာဘက်ကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ် အဲ့ဒီတိုက်ပွဲမှာစစ်ကောင်မရှင်တပ်ကစစ်တင်နန်းစင်တင်နန်းသားတစ်တွေကိုအင်အားဖြည့်ကလူလိုင်းလုံးတပွဲအုံပြပြီးတော့ထိုးစစ်ဆင်လာတာဖြစ်ပြီးသူတို့တွေကိုမွေးရစေကျွေးပြီးတော့ဆေလွတ်တာဖြစ်တာကြောင့်စစ်ကြောင်းပြတ်တဲ့အထိတိုက်စုံမှုတွေများတယ်လို့ကော့ဘရာစစ်ကြောင်းမှုစီကသိရပါဗျ။မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပြည်သူစစ်ထဲမှာပါသွန်းစေဖို့အထူးကယူပြုစေချင်ပါတယ်။အခုတက်လာတဲ့ပြည်သူစစ်တွေကြောင်တောင်တောင်တွေဆေးကျွေးပြီးရှေ့ကိုလွတ်တင်ထားတယ်လို့ယူဆရတယ်။ စိတ်မကောင်းစွာနဲ့ကိုယ့်ဘက်ကကင်ထုတ်လိုက်ရတာများပါတယ်လို့ကော့ပိုရိတ်စစ်ကြောင်းတစ်စစ်ကြောင်းမှုစောကော်က၎င်းရဲ့လူမှုကွန်ရက်မှာအသိပေးထားပါတယ်စစ်ကော်မရှင်တပ်ကမြောက်ရီမျိုးရှိ၄ကိတ်ကော်ကိုတက်မ2နဲ့99လောက်ကန်တက်တွေကိုစူးစီးပြီးမြစ်တာလင်းမြိုင်ကနေ၄ကိတ်ကော်မျိုးတစ်ဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါတယ်မကွေးတိုင်းငဖဲမြို့နယ်နေအေကံပြူဟာနီးမှာစစ်ကောင်မရှင်နဲ့အာရခတက်တော်အေတို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။ စစ်ကောင်မရှင်ဟာစက်တင်ဘာ23ရက်မနေ့7ရက်နေ့လောက်ကစပြီးတော့တိုက်လေရင်ဝိုင်းထွဲလေရင်တွေနဲ့ဘုံလုံးရီ30နီးပါးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အမ်ဘလန်လမ်းမိုက်မှာတိုက်ပွဲတွေဆလာကလေးကအဲ့ဒီနာကကြီးရွာတွေစစ်ဘေးရှောင်နေကြတယ်။မနေ့ကကော်ဖီချန်တွေဘက်ကပါဘုံကျဲသွားလို့ပျက်စီးထိခိုက်မှုတော့ရှိမှာပါ။အသေးစိတ်တော့မသိနိုင်သေးဘူးလို့မကွေးဒေသခံတူကအေယော်ရီတိုင်းမစ်ကိုပြောပါရတယ်။ စေကမရှင်ကနေကန်ဒီရှိမြိုင်လှိုင်စတဲ့ကျေးပံရီဘက်ကိုဘုံလုံးရဲ့30နီးပါးဆက်တိုက်ကျေချခဲ့တာဖြစ်ပါတယ်။နေကန်တောင်ကျောတဝိုင်းနဲ့လှိုင်ကျေးရွာဘက်မှာစေကမရှင်ရဲ့တမကိုကိုကလက်ကျန်တပ်ဖွဲ့ဝင်300ခန့်တက်ဖြန့်ထားရှိပြီးအေတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းနေကန်ရှိဒုတက်ရင်းမှုအပါအဝင်စေကမရှင်တပ်ဖွဲ့ဝင်60နီးပါးတေဆုံးပြီး စကခ19လောက်ခန့်တရင်၄ခုထက်မနည်းကတက်ဖွဲ့ဝင်40ကျော်ကိုလည်းပြောင်းဆုံးစင်းသွင်းထားရတယ်လို့သတင်းရမျက်စီကသိရပါဗျ။နေကံဘီဝါစကန်ကိုစစ်ကောက်မရှင်ကအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မစခ935ကနေပြီးစစ်သုံးကားကြီးတွေနဲ့အင်အားဖြည့်တင်းမှုကိုနေ့စဉ်ဒီပါပြုလုပ်နေတဲ့အပြင်အနီးတစ်ဝိုက်ရှိကာကင်စကန်တွေကိုလည်းကင်းနောက်နေရင်ဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိနေပါဗျ။ ်ပြီးခဲ့တဲ့စက်တင်ဘာပထမအပတ်တွင်က နေရိတ်ကန်အနီစွန်တက်ကျေးရွာဘက်ကိုစကခ19လောက်ခန့်တရင်တွေဖြစ်တဲ့ခမရ904ခမရ969ခမရ905ခမရ900ခမရ923ညခလရ295တရင်တွေက စုပေါင်းပြီးစစ်ကြောင်းထိုးနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်ပဲခူးတိုင်းနောင်ချံအိုရှင်ပင်မြို့နယ်အနီးရှိအမှတ်6ကာကွယ်ပစ္စည်းဆက်ယုံ ကပ္ပစ600နည်းမြေအတွင်းကိုစစ်ကောမရှင်ကတရင်တက်မအစုံကတပ်ဖွဲ့ဝင်တွေကိုအင်အားလုံးရင်တုံပြီးပို့ဆောင်ထားတယ်လို့သိရပါတယ်။အခုစက်တင်ဘာလအတွင်းတိုက်ပွဲပြင်းထန်လာတဲ့ကပ္ပစ6နည်းညောင်ချောက်နဲ့ညောင်ကျိုးတိုက်ပွဲတွေအတွင်းကိုမော်လိုက်ခြေဆိုင်အမှတ်30စစ်စင်ကိုကဲမှုဌာနချုပ်စကဟ30ကတရင်တက်ဖွဲ့တွေကိုပို့ဆောင်ထားတာပါ။ညောင်ကျိုးလမ်းမို့ကိုအင်အားပြည့်ပါတဲ့စစ်ရင်နံ၄စီးမောင်းနှင်သွားတာရှိရဲ့ ုပ်ငန်းသုံးရင်အစ်စ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်တဲ့ကထွက်လာတယ်လို့ယူဆရပါတယ်လို့စီရီသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စင်လန်နီးတိုက်ပွဲတွေကို ပို့ဆောင်ခံရတဲ့စကခ30တရင်အချို့မှာမရယာတပိတ်ချင်းနယ်တွေမှာတိုက်ပွဲဝင်နေရကနေစစ်ကောင်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်းတွေကထုံနှုတ်ခေါ်ဆောင်လာတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါရယ်ခမရ362ကလေးခမရ364 365မော်လိုက်ခမရ368ဖောင်းမြင်တရင်လေးရင်မှာတိုက်ပွဲတွင်ရောက်ရှိနေပြီးဘာသာကဘာထူးတနန်းစင်းတွေကိုပါရွေးချယ်အင်အားဖြည့်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်မရှင်အမှတ်20စစ်စင်ကုကဲမှုဌာနချုပ်စကခ20ခမောင်ကြီးတက်တွေကိုလည်းဘရောင်းတက်နယ်တွင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။စစ်ကောင်မရှင်ရဲ့ကပ္ပစ6ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ဖို့စစ်မြေပြင်အင်ဂျင်နီယာတရင်နဲ့ ဆောင်းလုပ်ရေးအင်ဂျင်နီယာတက်တွေအပြင် အထူးဆောင်းလုပ်ရေးတရင်တွေကိုပါအိုရှင်ပင်မြို့နယ်တွင်ခေါ်ယူပြီးကာကင်စခန်းတွေဆောင်းလုပ်ဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကလည်းညောင်ကျိုးရိုးပေါ်နယ်ဆင်လန်ရွာနီးကာကင်စခန်းတွေမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ကတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုလူနာတင်ရင်၃စီးနဲ့ပြည်မျိုးဘက်ကိုတေဆောင်လာရတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာညောင်ကျိုးညောင်ချောင်းနဲ့ ်ဆင်းလန်ရွာနီးတိုက်ပွဲဖြစ်ပွားနေတဲ့အပြင်အစုလိုက်ပြုံလိုက်တေဆုံမှုတွေများနေတဲ့အတွက်ပြည်내နှက်မှတက်ဖြန့်ထားတဲ့တရင်တွေကိုပါပြန်လည်ခေါ်ယူပြီးအင်အားဖြည့်နေရတာဖြစ်ပါတယ်အီရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်3လေးအမြောက်တပ်အမတ်တ3လေးလေးနီးကကျေးရွာတွေမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ရေကြီးမြို့နယ်တွင်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကစလို့နှစ်ဖက်ပြန်လည်ပြစ်ခတ်တံတွေထွက်ပေါ်လာပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။လက်နက်ငယ်ပြန်လည်ပစ်ခတ်တံတွေကြားရတယ်။ဒရုန်းဘုံတွေလည်းကျဲတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲလေရင်နဲ့ရေကြီးရွာတွေဘက်ကိုကျဲခံရတယ်။တိုက်ပွဲပြန်ဖြစ်နေပါတယ်လို့ရေကြီးဒေသခံတူက AR Times ကိုပြောပါဗျ။စစ်ကောင်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနက်3နာရီလောက်ကစပြီးတော့ရေကြီးရှိငှက်တိုက်မြက်တူစီစုံကုန်းကျဲရွာတွေကိုလေချောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်မရှင်ဟာအရခတက်တော်အေးနဲ့ဘူပေါင်းတပ်ဖွဲ့ဝင်တွေခိုလွန်ခွင့်မရရှိစေဖို့ရေးကြီးမြောက်တန်ကြီးကကြေးရွာတွေကိုဩဂတ်လနောက်ဆုံးဘက်ကစတင်ပြီးပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါဗျ။ရေနသားစစ်စေးခိမ့်နဲ့ငတိုင်းချောင်းလမ်းတလျှောက်မှာလဲကာကင်းစခန်းငယ်တွေတိစောက်ထားကစည်ရေးပြင်ဆင်ထားပြီးအမြောက်တက်သုံးလေးလေးအတွင်းကိုကြီကဝစ်ဆောင်အပြည့်ဝစ်ဆင်ထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်သုံးကားကြီးတွေနဲ့ခေါ်ယူအင်အားဖြည့်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ စစ်ကောင်မရှင်ကလေးမျက်နှာအဆက်ရှိဆက်ဆက်ယိုရွာမှာလဲစစ်ကြောင်းတို့အင်အားဖြည့်နေတဲ့အတွက်အေအေပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေရှိနေတယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်မရှိလေးကိတ်ကော်မြို့တင်တဲ့ဖြူဟာမြောက်အေးပါတဲ့ဆွေတော်ကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်မရှင်တပ်နဲ့ခုခံတိုက်ခိုက်နေတဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေ၅ရက်မြောက်နေ့ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်မရှင်တပ်ကလေကြောင်းပောင်းဝင်အသေးခံကာမီကာဆဲဒရုန်းတွေနဲ့လက်နက်ကြီးပစ်ကူတွေနဲ့အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့မနေ့ကစက်တင်ဘာ25ရက်နေ့ထိစစ်ကောင်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုတွေများတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။အသေးခံဒရုန်းတွေအပြင်လက်နက်ကြီးပစ်ကူရောလေကြောင်းမှ၃မီတက်လာလဲသေးတာပဲရှေ့ရောက်ရင်အပြုံလိုက်မနေ့ကလည်းအပြုံလိုက်ထက်သေးတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။ လေကိတ်ကော်မျိုးတစ်ကိုရရှိနိုင်ရေးစစ်ကော်မရှင်ဘက်ကစက်တင်ဘာ21ရက်ကစတင်က ထိုးစစ်ဆင်လာတာဖြစ်ပြီး23ရက်မှာတိုက်ပွဲပြင်းထန်က၎င်းတို့ဘက်ကစစ်ကြောင်းလိုက်စုလိုက်ပြုံလိုက်တိုက်စုံမှုတွေရှိခဲ့တယ်လို့သိရပါဗျ။စစ်ကော်မရှင်တပ်ဟာ BGF ရဲ့အကူအညီနဲ့ထီးမဲ့ဝါခိကျေးရွာဘက်မှာထိုးစစ်ဆင်လာတာဖြစ်ပြီး BGF အပါအဝင် ထိခိုက်တိုက်စုံမှုတွေလည်းရှိကအဲ့ဒီနေရာမှာပဲထိုးစစ်ရပ်တန့်နေတယ်လို့သိရပါဗျ။ ထိုးစစ်ဆင်နေတဲ့ဆွေတော်ကုန်းစခန်းဟာလက်နက်ကြီးဘူဟာကုန်းစခန်းဖြစ်ကမြဝီမြို့တိုက်ပွဲအပြင်နေဆက်လုံကြုံရေးအတွက်ပါဘူဟာကျတဲ့စကန်ကုန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။အဆိုပါဆွေတော်ကုန်းကိုတော်လိုင်းပူပေါင်းတပ်တွေက2024အောက်တိုဘာလမှာသိမ်းယူနိုင်ခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်မရှင်တပ်ကအာရှလမ်းမော်ရှိတပ်စခန်းနဲ့စခန်းကုန်းတွေကိုပြန်လည်သိမ်းယူပြီးနောက်လက်ခတ်တောင်စခန်းကုန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ရဲအတန်ကြာပြင်းထန်တိုက်ပွဲမရှိသေးမှာအင်အားစုဆောင်းနေတဲ့စစ်ကောင်မရှင်ကအခုရက်ပိုင်းစစ်ကြောင်းတွေခွဲပြီးတော့ကြောက်ဖြူကို ထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။စစ်ကြောင်းတစ်ကြောင်းကိုအင်အား400လောက်သုံးပြီးထိုးစစ်ဆင်လာတာဖြစ်ပြီးအာရခတက်တော်အေအေတင်းထားတဲ့စခန်းတွေအနီးထီချင်းကပ်လာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တိုက်ပွဲငြိမ်ချင်းစစ်တပ်ကအင်အားတိုးချဲ့ပြီးစစ်ကြောင်းခွဲရှေ့တိုးလာတာရှိတယ်။အေအေဘက်ကလည်းတက်လာသမျှဖြစ်တာပဲ။ စစ်တပ်ဖက်ကအထိနာပြီးတိုက်ပွဲနေမည်လဲပိုကျပြန့်လာတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကစစ်ကြောင်းခွဲပြီးတက်လာတဲ့စစ်ကော်မရှင်တပ်နဲ့အေရို့မင်းတက်တောင်နီးမှာတိုက်ပွဲပြင်းထန်ခဲ့ပါရယ်။စစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုအင်အားတိုးချက်ပို့ထားပြီးလှည့်လည်စစ်ကြောင်းထိုးတာကင်မွန်ဝိတာတွေပြုလုပ်ထားပါရယ်။စစ်ကော်မရှင်တပ်ဟာလက်ခမော်ဘက်ကနေ ဂေါ်တူကလဘာတိစစ်ကြောင်းထိုးချီတက်လာတဲ့အပြင်ပြားတဲ့ကတ်တပြေဘက်ကနေလဲဒပြူတောင်တဖန်းကဘက်တိစစ်ကြောင်းထိုးလှုပ်ရှားနေပါတယ်။ဒါအပြင်တညဝရီတဲ့ဌာနချုပ်ကနေဦးကင်းကြံချိုင်တိစစ်ကြောင်းရှေ့တိုးလာပြီးနန်းဖဲတောင်ကစစ်ကြောင်းဟာကန်နီလန်ဝဲနာတိရှေ့တိုးလာတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကကြောက်ဖြူတိုက်ပွဲကိုအလင်းမြန်လက်ဆတ်တက်လို့နေပြီးဆုံးရှုံးနေမျိုးတွေကိုပြန်လည်ဆူးမိုးနိုင်ဖို့အပြင်းထန်ကြိုးပမ်းနေပါတယ်။ စင်ရထောင်ချီကိုမြေပြင်စစ်ကြောင်းတွေမှာဖြန့်ခွဲအသုံးပြုထားပြီးအခြေဆိုင်တရင်နဲ့ရေတပ်ဌာနချုပ်ကနေလက်နက်ကြီးပစ်ကူစစ်သည်မော်ရီရဲ့လက်နက်ကြီးပစ်ကူတွေနဲ့တိုက်ပွဲပေါ်ဆောင်နေတာဖြစ်ပါတယ်။ဤပညာအားကိုပြီးတော့ drone တပ်ဖွဲ့တွေကိုလည်းစစ်ကြောင်းတိုင်းမှာထည့်သုံးထားပြီးတရုတ်ဤပညာရှင်တွေကိုပါခေါ်ယူအသုံးပြုနေတယ်လို့ထွက်ပေါ်နေတဲ့သတင်းတွေရသိရှိရပါတယ်။အေရဲ့တံပြန်ထိုးစစ်နဲ့စနိုက်ပါလက်ချက်ကြောင့် စေကောမရှင်ဘက်ကအရာရှိချို့ပောင်းဝင်တေဆုံထိခိုက်မှုတွေရှိနေပြီးပြီးခဲ့တဲ့အပတ်ကကြောက်ဖြူတိုက်ပွဲကတေဆုံနဲ့ဒဏ်ရာရစေကောမရှင်တပ်ဖွဲ့ဝင်180လောက်ကိုစစ်တွေကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာနီးစေကောမရှင်ပူပေါင်းတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။လမြန်ရွာနီးစေကောမရှင်ရဲ့ရှေ့လန်းစခန်းမှာခမာယ318ရဲ့တရင်မှုဖြစ်သူကို စက်တင်ဘာ26ရက်ညနေပိုင်းမှာ KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဒဏ်ရာပြင်းထန်ရရှိပြီးစေယုံပို့ဆောင်စဉ်လမ်းမှာတေဆုံးသွားတယ်လို့ကချင်သတင်းရင်းမြစ်စီကသိရပါဗျ။ရှေ့တန်းစခန်းကိုတရင်မှုကစစ်ဆေးနေချိန်ပြစ်ခတ်ခံရတယ်။စေယုံပို့တဲ့လမ်းမတွေအသက်မရှိတော့ဘူးမမိလိုက်ဘူးတေတယ်။အဲဒီလိုသတင်းထွက်လာပါတယ်လို့ကချင်သတင်းရင်းမြစ်က ERI Times ကိုပြောပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစတင်ကဝိုင်းမော်မျိုးဆောင်တက်ခလာရ98တရင်အကျော်မှာ စစ်ကောင်မရှင်တက်မင်းစေတန့်ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဝိုင်းမော်ဝါရှောင်းဝိုင်းမော်ဝါရှောင်းလမ်းမကြီးတိုင်းစစ်ကောင်မရှင်နဲ့ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ထိတွေ့တိုက်ပွဲပြင်းထန်လာတာဖြစ်ပါတယ်ကချင်ပြည်နယ်အတွင်းဗမော်ဝိုင်းမော်နဲ့တနိုင်းမှုမှာတိုက်ပွဲတွေရှိနေပြီးပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကရှင်ပွေရံမြို့ကိုစစ်ကောင်မရှင်ကဝိုင်းထရဲလင်းရင်နဲ့ 6ကြိမ်လာရောက်ပြီးဘုံသိန်း26လုံးကျဲချခဲ့တယ်လို့သိရပါတယ်